hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ breaking news အဖြစ်ကျွန်တော်ဒီ Atletico Fabrizio Romano တို့ကနေပြီးတော့ပေါ်ပြလာတဲ့ Jadon Sancho နဲ့ပတ်သက်တဲ့သတင်းကျွန်တော်ရှိပါရစေ။ဆိုတော့ Jadon Sancho က Chelsea အသင်းကိုအပြစ်သက်ပြောင်းရွှေ့မှာမဟုတ်ဖြစ်နေအငှားစာချုပ်ကုန်တာနဲ့ Manchester United ထံကိုပြန်ရောက်လာမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Chelsea အသင်းရဲ့ဘက်ကတော့ Sancho ကိုအသင်းမှာဆက်ထားဖို့နဲ့ပတ်သက်ပြီးသူတို့ဒါကြိုးပမ်းတဲ့နေရာမှာ ော်ကစားမဖြစ်သူရဲ့ပုံကိုရေးဆိုင်ရာအချက်လက်တွေကိုသူတို့အတိုင်းအတာတစ်ခုတည်းသဘောတူညီမှုယူခြင်းနဲ့ဆိုတော့ဆွေးနွေးကြတယ်ဒါပေမဲ့လို့ Chelsea အသင်းရဲ့ဘက်ကဖြစ်ချင်တဲ့ပုံစံတိုင်းမဖြစ်ခဲ့တော့ကစားမနဲ့သူတို့အပြီးသက်ခေါ်ဖို့အတွက်ဒါသဘောတူညီမှုအပြည့်မရခဲ့ဘူးဆိုတော့ Jadon Sancho ကို Chelsea ရဲ့ဘက်က Manchester United ထံယော်ကြီးပေါင်၅သန်းပေးပြီးတော့ပြန်လွှတ်မှာဆိုတော့ Sancho ဒီ Manchester United ကိုပြန်ရောက်လာမယ် ပြီးတာနဲ့အတင်းဘက်ကဘာဆက်လုပ်မလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ဆန်ချိုမန်ချက်စတာယူနိုက်တက်ကိုပြန်ရောက်လာပြီဆိုတော့ဒီနေရာမှာပထမဆုံးအနေနဲ့ကျွန်တော်အတင်းရဲ့အခြေအနေကိုပြောရရင်ယူနိုက်တက်အတွက်ရွေးချယ်စရာအများကြီးမရှိပါဘူးနှစ်ခုပဲကျွန်တော်ရှိတယ်နှစ်ခုတောင်မှတစ်ခုကညင်ညင်သာသာတွေးပြထားလို့နံပါတ်၁ကဆန်ချိုအတင်းကိုပြန်ရောက်လာပြီဆိုတာနဲ့ transfer market မှာကျွန်တော်ပေါင်တန်း25တန်းတန်း30ခန့်နဲ့ရအောင်ရောင်းထုတ်ဖို့ပါ เนาะဒါဒီအတင်းရဲ့ဦးစားပေးစန်ဂျူကိုမရရအောင်ထုတ်ဖို့ဒီအတင်းရဲ့ဦးစားပေးနံပါတ်2ကတော့နီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်ပေါ့အမ်မိုရင်နေနဲ့ဂျီဒန်စန်ဂျူကိုဘာလို့ချင်လဲသူတပင်အဲရစ်တန်ခါနဲ့အများကြီးအဆင်မပြေဖြစ်ခဲ့တဲ့နောက်စန်ဂျူဒီအာအတင်းကနေအငှားထွက်သွားရတယ်သူပြက်တနာတွေကြုံနေအတင်းပြိတ်သက်ဒီနေရောဘာနေရောသူလုံးဝအဆင်မပြေဘူး เนาะဆိုတော့အသင်းပေါ်ကိုလည်းကျွန်တော်အနေနဲ့ဒါမတရားသဖြင့်ပေါ့နော်ကစားမကအာချုံထားတာဒီကျွန်တော်အများကြီးရှိတယ်ဟောအခုလက်ရှိ market stretch ဘူးလို့ဘာလို့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒါထွက်တုံးကအငှားနဲ့ထွက်တုံးက freedom တွေဘာတွေရှောက်ပြီးတော့အာချုံမန့်လို့မန့်နေအဲ့ဒါမျိုးကြီးကျွန်တော်ဖြစ်ထားတာဆိုတော့အခုလက်ရှိအသင်းကိုပြန်ရောက်လာတဲ့အခါမှာ MOD အနေနဲ့ကစားမကိုထပ်ပြီးတော့အခွင့်အရေးပေးအောင်မှာလာဒါမို့ရင်အပြည့်အဝရောင်းချမလား MOD ဆုံးဖြတ်ရမယ်ဒါပေမဲ့လို့ MOD စဉ်းစားစရာအများကြီးမရှိဘူးเนาะကျွန်တော် Jaden Sancho အနေနဲ့ ကွန်ညာတို့သူတို့အနေနဲ့အံပွေမို့သူကိုခေါ်ဖို့လုံနေတာဖြစ်တယ်ဆိုတဲ့စန်ချိုဒီမဖြစ်မနေအတင်းဘက်ကရအောင်ကိုရောင်းရမယ်ကစားမပါဒီနေရာမှာတန်း30တောင်မှရနိုင်ဖို့တော့မရှိဘူးတော်တော်တော့เนาะကျွန်တော်တို့ဒီအပြောင်းရွှေ့ရာဒီ200ရာဒီလောက်ကျွန်တော်တို့ကအကုန်ခံခဲ့ရပြီးတော့ခေါ်ခဲ့ရတဲ့ကစားမှာတော်တော်ကိုနှမျောဖို့ကောင်းတယ်ငွေကိုပြောတာပါကစားမကိုပြောတာမဟုတ်ဘူးเนาะတော်တော်နှမျောဖို့ကျွန်တော်ကိုကောင်းတယ်ဆိုတော့ Chelsea နဲ့တောင်မှသဘောတူညီမှုမရဘူးဆိုတဲ့အခြေအနေကိုကျွန်တော်ကြည့်ကြည့်လိုက်ဘာကြောင့်လဲပေါ့ ။အားကြောင့်လဲဆိုတော့ကစားမားကတပတ်ကို3သိန်းခွဲရနေတဲ့လောက်ခလာစာကိုရှော့မယူခြင်းလို့ပဲ။ဒီနေရာမှာ2သိန်းထိရှော့မယူခြင်းနဲ့လည်းဖြစ်ကောင်းဖြစ်နိုင်မယ်။3သိန်း8000ထိရှော့မယူခြင်းနဲ့လည်းဖြစ်ကောင်းဖြစ်နိုင်မယ်။ Chelsea ဘက်ကသူ့ကိုအပြစ်သက်ခေါ်ခြင်းနဲ့ဒါဗီမဲလို့ပေါ့နော်စာချုပ်ချုပ်တဲ့နေရာမှာငါတို့လောက်ခလာစာတွေဘာတွေရှော့ပြီးတော့ယူရမယ်ဆိုတဲ့အချက်တွေကိုသူတို့ကဆွေးနွေးတာ။ဆန်ချူဘက်ကလက်မခံဘူး။နော်ဆန်ချူဘက်ကလက်မခံဘူးဒါဒီတော်တော်ကိုအတင်းတွက်အန်ဒီရပါဘာကြောင့်လဲဆိုတော့ဒီကစားမားကတပတ်ကို3သိန်းခွဲကျွန်တော်ရနေတာ ပြီးလို့ရှိရင်နွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့ကဒီကစားမကိုရအောင်ရောင်းထုတ်မယ်ဆိုရင်တောင်မှသူ့ကိုဝယ်ခြင်းတဲ့အတင်းကလစာတွေဒီကောင်ကိုရှော့ယူခိုင်းလို့ဒီကောင်ရှော့မယူဘူးဆိုရင်အတင်းမှာဒီကောင်တိုင်ပတ်နေရအောင်ပါဆိုတော့အတင်းတွေအတော်ကိုအချက်ရိုက်တယ်ဒါကြောင့်ပေါ့နော်ကစားမတွေကိုခေါ်တဲ့နေရာမှာမတန်ဆလောက်ခလစာတွေပြီးတာကကိုအတင်းမဲ့ဒုက္ခရောက်တယ်နော်ကိုစီကပဲကျွန်တော် ရောင်းထုတ်ချင်းချင်းဟိုတော်တော်လေးတိုင်ပတ်တယ်တော့ကစားမတွေရဲ့ဘက်ကတော့ဗျာသိတယ်မလားဆန်ချိုကဘာမှလည်းသိပြီးတော့ဖြစ်လာတော့မှမဟုတ်ဘူးဆိုတော့ဘယ်အတင်းကိုပဲပြောင်းပြောင်း ူ့အနေနဲ့ပေါ့နော်တပတ်ကို3သိန်းခွဲကြီးသူရမှာမဟုတ်ဘူးရမှာမဟုတ်တဲ့အခါကျတော့3သိန်းခွဲရတဲ့အသင်းမှာပဲ200ဒီလောက်ဆက်နေစာချုပ်တန်ကုန်တဲ့အခါမှာတခြားကလပ်တင်းကိုပြောင်းပြီးတာနဲ့စာချုပ်လာစာလေးရှော့ယူအဲ့လိုမျိုးသွားချင်းသွားမှာပဲဒါပေမဲ့လို့ပေါ့နော်အသင်းတာဝန်ရှိသူတွေအနေနဲ့ဂျီဒန်ဆန်ချူကိုရအောင်ရောင်းမှကျွန်တော်ရမယ် sorry ကလပ်တင်းနေနဲ့လည်းကစားမကိုမင်းခေါ်ကွာအောက်တယ်မလားနော်ကန်လန်သန်းမှာငါတို့ရောင်းမှဒီကြမ်းလားဒီကောင်မသွားချင်တော့မှမင်းရောက်မှာဒီကောင်တပတ်ကို3သိန်းခွဲရတဲ့နေရာမှာတော့လင်းနေနေမင်းတို့ဒီကြမ်းမှာ3သိန်းပေးတယ်ဘာညာဆိုဒီကောင်လာမှာပဲ ဆန်ဂျူကိုပြဿနာကဆော်ဒီကလပ်တွေကတော့မှအလိုမရှိတဲ့အခြေအနေမှာရှိတယ်။အဲကြောင့်အသင်းတွက်ပေါ့နော်ဆန်ဂျူနဲ့ပတ်သက်တဲ့ကိစ္စဟာတော်တော်ကိုအခြေအနေဆိုးနေပြီ။ဘယ်အသင်းကမှန်ကျွန်တော်မလိုချင်မှုဖြစ်နေတယ်။ပြီးခဲ့တဲ့ကျွန်တော်ကျွန်တော်တို့ဒါကာလတွေတုန်းကလည်းဒေါမွန်ကိုကျွန်တော်အငှားချတယ်။အစဉ်ပြေတယ်သာပြောတာဗျာ။ဒေါမွန်တော့အသင်းမျိုးတောင်မှဒီကောင်ကိုအပြည့်အဝခေါ်ဖို့မလိုချင်ဘူး။ဘယ်သူမှအပြစ်တက်ခေါ်ဖို့မလိုချင်ဘူးဗျာ။ Real Betis တို့ဘာလို့ဆိုလို့ရှိရင်အန်တိုနီဆန်တိုစ်ကိုလိုချင်တယ်။ဒါပေမဲ့လို့ဆန်ဂျိုလိုကစားမကိုဒေါ်မွန်ကလည်းအပြစ်တက်မလိုချင်ဘူး။ နော်ပြီးလို့ရှိရင်ဒါ Chelsea တင်းရပါကလည်းအပြည့်အသက်မလိုချင်မှုဖြစ်နေပြီအသင်းကိုပြန်ပို့ကုန်ပြီနော်အသင်းမှာလည်းပဲဒီကောင်းမှွေခဲ့တဲ့ကိစ္စတွေနဲ့ကျွန်တော်နေနေပေါ့နော်ဟိုဘယ်လိုပြောမလို့အဆင်မပြေဘူးဗျဆက်ထားလို့ကဒီကောင်းရဲ့ attitude တွေဒီကောင်းရဲ့အမူအကျင့်တွေကျန်တဲ့ကစားမတွေပါပျက်စီးစီမဲ့ virus စိတ်သက်တွေခံယူချက်တွေနဲ့ကအသင်းမှာဘလို့မဆက်ထားလို့ကျွန်တော်မရဘူး Manchester United တွေဒါလုံးဝ failure ပါဒီ Sancho နဲ့ပတ်သက်တဲ့ကိစ္စအခြေအနေကရောင်းမထွက်မချင်းပေါ့နော်ကျွန်တော်တို့ဒီလုံးဝရောင်းထွက်နိုင်ဖို့ကျွန်တော်ကြိုးပမ်းမှရမယ် စံချိုကိုမဖြစ်မနေရောက်မှရမှာဆိုတော့ဒါကလက်ရှိအသင်းနဲ့ကန်တာအသင်းရဲ့ကန်တာကစားသမားဘက်ကကျွန်တော်တို့တွေးကြည့် professional exam တွေကအဲ့ဒါကြောင့်ကျွန်တော်တို့စိတ်แท้ရှိရာရှောက်ပြီးတော့အားချောင်လို့မရဘူးဆိုတော့ဒါကိုပြောတာကျန်တဲ့သူတွေအားချောင်တာမချောင်နလားသူတို့ကန်တာဘာမှဖြစ်မသွားဘူးဒါပေမဲ့ professional exam တွေကကိုယ့်ဘဝကိုဖျက်ဆီးကြတာစံချိုဆိုစဉ်းစားကြည့်ပြမင်းဘလောက်ရှက်စရာကောင်းလဲအခုချိန်ဘယ်အသင်းကမှသူ့ကိုမလိုချင်မှုဖြစ်နေတယ်ဟမ်ဘယ်အသင်းကမှသူ့ကိုမလိုချင်မှုဖြစ်နေတယ် ဆိုတော့ကျွန်တော်တို့ဒီဒေါမွန်ကိုအငှားချတယ်အဲ့တော့ဘာဘာပြောလဲဟာနော်နောက်ဆုံးတော့အိမ်ကိုပြန်ရောက်ပြီးတို့သိတယ်မနော်အာငါပြောတဲ့နေရာကိုပြန်ရောက်ပြီးတို့ဘာတို့သိတယ်မလားနော်ဘယ်ကနေရုံထွက်နိုင်ခဲ့ပြီးတို့ဘာတို့ရှောက်ပြောတယ်နော်ဒါပြီးမဲ့လို့ဗျာဟောဟိုဘက်ကလည်းအပြည့်တက်မလို့ခြင်းမူပြန်ပို့လိုက်တယ်ပြန်ပို့လိုက်တယ်အဲ့ဒါလေးပြီးရောကျွန်တော်တို့အနေနဲ့ဟောဟိုဘလူးရောမတော့ချဲစီကိုကျွန်တော်အငှားချတယ်ဟာသူ့ရဲ့ idol က drop ပါပါတို့နော် idol က land back ပါတို့ငငယ်တဲ့ချဲစီပြိတက်ပါတို့ဟလာရှောက်ပြောတယ် သူ့ကိုအပြစ်သက်ခေါ်မယ်အထင်နဲ့မယ်ဒီငနေတွေကလည်းအမှန်ကန်ထင်းနေကြတာနော်ရောက်စားတုန်းကတော့ KB ဘလောက်ပေးပါပိုင်းနာနဲ့ငနေတချို့ကအမ် KB တွေပါလေရှောက်တောင်းဟလာမင်းတကယ်တောင်းအောင်မွေးအောင်မယ်အဲ့ကောင်တွေကစားစရာမရှိတောက်စရာမရှိဖြစ်အောင်မယ်နော်အခုကျတော့ရောဆန်ချိုမီနဲ့မင်းမမရှိတင်ဘူးလို့ဘာလို့ဖြစ်လာကြပြီဟွကိုရီးယားမင်းဒါမှမဟုတ်ဂျုံလာခဲ့ပြီလို့ဆန်ချိုဘာမှမဟုတ်ဘူးပြောတော့သူတို့တင်ကြမှာကောင်းသွားမယ်ထင်းနေတာငနေတွေကအမလေးနော်အခုတော့ပြန်လွှတ်ကြပြီဘယ်လိုကြမလို့ဆိုတော့ကစားသမားဘက်ကကြည့်ကြည့်ပြဘယ်အသင်းကမှမင်းကိုမလို့ခြင်းဘူး ယူနိုက်တက်မှာဆိုလို့ရှိရင်လည်းမင်းကိုမလိုချင်တော့ဘူးဟုတ်တယ်မလားနော်ပြီးလို့ရှိရင်လည်းအမ်မိုရီနာဂျီရန်ဆန်ညူကိုဆက်ထားဖို့ဆုံးဖြတ်မယ်ဆိုရင်ဒီကောအများကြီးစန့်ကျင်ဘက်တွေဖြစ်သွားမှာလက်ရှိသူ့ကိုထောက်ခံနေတဲ့ပြည်သက်တွေနဲ့ပတ်သက်ပြီးတော့အများကြီးထောက်ခံချက်တွေနော်အများကြီးကျွန်တော်စန့်ကျင်ဘက်တွေဖြစ်သွားမှာသူလက်ရှိသူတိဆောက်ချင်ပါတယ်ဆိုတဲ့အတင်းရဲ့ position ဒီမှာဆန်ချိုအစင်ပြင်းနေကြရနေရုံးနဲ့ပဲတန်းမဲ့ရှိတယ်ပြည်ထနာကလက်ရှိပေါ့နော်ပိုကောင်းတဲ့ကစားမတွေအများကြီးခေါ်ထားပြီးသားဆန်ချိုနေနဲ့လူပြင်းကစားမတယောက်နေတဲ့ဒီလိုအသင်းမျိုးမှာနေရာရဖို့မရှိဘူးချီနီကမဟန်ဘူး မှန်ဘူးเนาะပြီးလို့ရှိရင် market stretch ဖို့လို့အငှားနဲ့ estimator ကို travel လုံးကဒီကောင်ဘလူဒီအားချောင်းထားတယ်ကျွန်တော်တွေးခဲ့တယ်မလားဆိုတော့အခုကိုယ်တိုင်ကပေါ့နော်အငါတော့ဒီအသင်းကိုအပြည့်တိုင်ပြောင်းရပြီဟိဆိုပြီးတော့အထင်နဲ့လျှောက်ပြီးတော့အားချောင်းခဲ့တဲ့မြားတွေကအခုတော့သူ့ကိုပြန်လန်စုနေပြီเนาะကစားမဘွားဘယ်ရောက်လို့ရောက်မှမသိတော့ဘူးနော်ဘာဖြစ်လို့ဖြစ်မှမသိတော့အသင်းအနေနဲ့ကျွန်တော်အနေနဲ့ကြိုးပမ်းတင်တာနှစ်ခုရှိတယ်ခုနကပြောလို့ပဲနံပါတ်1ကစားမဖြစ်သူကိုမဖြစ်မနေကျွန်တော်ရအောင်ရောင်းချဖို့ကြိုးပမ်းမယ်နံပါတ်2ကစားမရဲ့စာချုပ်ကိုဖျက်သိမ်းဖို့ကျွန်တော်ကြိုးပမ်းမယ် ဒီနေရာမှာစာချုပ်ဖြတ်သိမ်းမယ်ဆိုတဲ့နေရာမှာဟိုကစားမဘက်ကယောကြီးတွေပါတယ်လူချင်းမှာပေါ့လေနော်စာချုပ်ကလည်းဒီတိုင်းမှာဖြတ်သိမ်းလို့မရတာယောကြီးတွေပါတယ်ပေးရမှာပေါ့အသင်းညီနဲ့ယောကြီးတွေပါတယ်ပေးရမယ်ဆိုတော့နောက်ထပ်အငှားချတာမျိုးတွေလည်းကျွန်တော်တွေ့ကောင်းတွေ့ရနိုင်တယ်ဒါပေမဲ့လို့ဒီနေရာဒီမှာအသင်းကအမှန်ကန်ပြုပြင်ဖို့တွေ့ဆိုလို့ရှိရင်ဒီလိုကစားမတွေကိုရောင်းပြီးတော့ရတဲ့ငွေနဲ့ကျွန်တော်ပြင်မှရမှာစံချူတို့ဘာတို့ကိုကျွန်တော်တို့ဘောနော်အသင်းမှာဆက်ပြီးတော့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ထားလို့မရဘူးဘယ်အသင်းကမှခေါ်ရမှာမရှိဘူးဟေ့ဆိုရင်တော့မှအသင်းလူစင်းတွေကိုထည့်လာကြအကြောင်းမရှိဘူး အသင်းကနေပြီးတော့ဒီကစားမကိုလုံးဝပယ်ထားတင်တယ်။နော်ဆိုတော့တပတ်ကိုလိုခါလာစာတီတော့ပြီးတော့ပြီးနေမှာပေါ့လေ။ဒါပေမဲ့ပယ်ထားတင်တယ်။နော်ကျွန်တော်ဘောလုံးကစားမဘောလုံးမကစားရရင်ဘာဖြစ်မလဲသိတယ်မလား။ပယ်ထားတင်တယ်အသင်းအနေနဲ့။ဆိုတော့အဆန်ချိုအသင်းကိုပြန်လာတော့မှာတော်တော်ကိုစိုးတဲ့တဲ့င်းမှာတောက်လျှောက်စုလိုမတီးယက်စ်ကွန်ညာတို့နဲ့ပတ်သက်တဲ့တဲ့င်းကောင်းကြီးကြားတယ်။နော်ပြီးလို့ရှိရင်အန်ပွဲမိုရိုနဲ့ပတ်သက်တဲ့တဲ့င်းကောင်းကြီးကျွန်တော်ကြားတယ်။ပြီးရင်ကျွန်တော်အနေနဲ့အော်ဟိုဘယ်လိုပြောမလဲလက်ရှိဘရူနိုဖရန်ဒက်စ်ကအသင်းမပြောင်းတော့ဘူးဆိုတော့ကျွန်တော်တင်းကောင်းနေကျွန်တော်ကြားရတယ်အဲ့ဒီအချိန်မှာလိုပဲ လို့ပြောမလဲတော်တော်ကိုစူးဝါးတဲ့တဲ့ရင်ရောက်လာတာเนาะဂျီရင်ဆန်ဂျူကအတင်းမပြောင်းတော့ဘူးချယ်ဆီကအပြည့်တမခေါ်တော့ဘူးဆိုပြီးတော့စဉ်းစားကြည့်ဗျာချယ်ဆီကိုအမှန်ကန်ပြောင်းသွားပြီးအထင်နဲ့အာချောင်းခဲ့တဲ့ကောင်အခုတော့မပြောင်းရဘူးဆိုတော့ဒီကောင်ဘယ်တော့မှရရမရှိဖြစ်နေလိမ့်မယ်ဟုတ်တတော်ကိုစင်မပြူယူနိုက်တက်အနေနဲ့အမှန်ကန်တဲ့ဆုံးဖြတ်ချက်ကြီးချနိုင်ဖို့ကျွန်တော်လိုပါတယ်ဂျီရန်ဆန်ဂျူလိုကစားမကိုအသင်းမှာဆက်ထားဖို့အတွက်အကြောင်းမရှိပါဘူးเนาะဆိုတော့ညီကလို့နေနေရောဆန်ဂျူကိုအသင်းကတင်ွေမှာရအောင်ရောင်းချသွားလိမ့်မယ်လို့ထင်ကြလားဆွနေကြပါအောင်အားလုံးကိုချစ်သူများကြီးပါတယ်